အားလုံးပဲမင်္ဂလာပါရှင်။တုတ္တရီကျူရှန်နယ်ကနေကြိုဆိုလိုက်ပါရရှင်။ဒီကနေ့ဖတ်ပြပြီးမှကတော့စာရေးသူနုနုရီအင်းဝရေးသားထားတဲ့နမ်းမာလာမောင်ရဲ့မွှေးတဲ့ရှင်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါရရှင်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe နှိပ်ခဲ့ပေးကြပါအောင်ရှင်။ Hi Survey ဆောင်ရှိတောက်ကြနေညနေ9:00နာရီတော်ရော်လေးမှာမိတာအဆောင်ပေါ်တက်တော့မယ်။ ခဏလေးပါမီတာရဲ့9နာရီတောင်မခွဲသေးပါဘူး။မဟုတ်ဘူးလေကွာ။မောင်ကလည်းဒီမှာမီတာရေးလဲမချိုရသေးဘူး။အဝတ်အစားလည်းမထည့်ရသေးဘူး။တော့ကြနေလာတော့မှာ။ဟင်းအင်းကွာ10မိနစ်10မိနစ်နောက်ထပ်10မိနစ်မီတာနေရအောင်မယ်။6နာရီထိုးမှလာမှာကိုများ။ခုမှအစောကြီးရှိသေးရဲ့။ခက်လိုက်တယ်မောင်ရဲ့။မီတာပါများတက်နိုင်အောင်မှာလဲ။ မိတာလက်ကို အတင်းဆုပ်ထားတဲ့မောင်းမျက်နာကိုမိတာကြည့်ရင်တက်ပြင်းပဲခြားရတော့တယ်။တနေကုန်အတန်းလစ်ပြီးရှောက်လေရတာတော့မဝသေးဘူးလားမောင်ရဲ့လို့မိတာမမေ့ရတော့ပါဘူး။မိတာလည်းမောင်းလို့ပဲခံစားနေရလို့ပေါ့။ခဏလေးဖြစ်ဖြစ် မောင်နဲ့နေကျင်သေးလို့ပေါ့။တောက်ကြနေကို မောင်မုံနေကွာဘေရော့များမှာမောင်တို့နှစ်ယောက်စနေတနင်္ဂနွေတွေကိုချက်လေရမှာပါလေ သူများတွေဆို"အိုးမောင်ကလည်းမကြတော့ပါဘူးတစ်နှစ်ပဲလူတော့တာဥစ္စာမိတာတို့ကြံတဲ့ရက်တွေလည်းတွေ့နေရတာနဲ့မကောင်းမှုလေးမောင်ရဲ့သူတို့ကမိတာကိုအားလုံးတောင်းယူထားတော့မိတာမျက်နှာဆက်ရှင်းညှို့ကြသွားပြီးမျက်ရည်ဝိုင်းပြန်တော့လဲမောင်ခမရတနာเสียရာအေးပါကွာဟုတ်ပါတယ်မိတာကိုမောင်မခွဲနိုင်လို့ပါစနေတနင်္ဂနွေနှစ်ရက်လုံးကတယောက်တည်း တိတ်ရောက်လာမိတာရဘယ်သွားပြီးဘယ်လာရမှန်းလဲမသိဘူးရုတ်တရက်မိတာစွန့်အပ်တယ်လို့ဖြစ်ပြီးပြန်မပြောနိုင်ပဲအပြစ်ကင်းစင်တဲ့မောင်မျက်လုံးတွေကိုမိတာဝမ်းပန်းတနေကြည့်မိတယ်မောင်မိတာရဲ့မောင်ကဲသွားတော့ညက်ရည်လေးကလေးကလေးနဲ့ဟွန်းတော်ကြခုနေဦးလေးကြီးလာခေါ်ရာနဲ့တိုးနေမှာ သူ့တူမကိုနှိမ့်ဆက်နေရသလားဆိုပြီးကိုကိုရိုက်ခံထိနေအောင်မယ် တော်ပါတော့မောင်ရင်တော်ပါတော့ကြာလူဆဲဆဲမျက်ရည်ကိုမိတာသိမ့်ပြီးမျက်နာကိုပြင်လို့မိတာကို နောက်ပြောင်စိတ်သက်စေတဲ့မောင်းလက်တွေကိုချင်းချင်းနှုတ်ဆက်လိုက်တယ်။တနင်္လာနေ့စောင့်နေတော့မှမောင်းကိုမိတာအချစ်ဆုံးလက်ခနဲမိတာအဆောင်ပေါ်ကိုပြေးတက်ခဲ့တယ်။မောင်းမိတာကိုနောက်ကနေငေးကြည့်နေလိမ့်မယ်။အခန်းတကားကို အမြန်ဖွင့်ရင်စပွဲတင်နိုင်လေးကိုလှမ်းကြည့်မိတယ် 9နာရီခွဲပြီးပြီအိယာဘော်ကို ပြစ်လဲပြီးမောင်ကိုတလို့နေချိန်မရတော့ပါဘူးမောင်ရေကြကျနေတဲ့မျက်ရည်တွေကိုရေနှစ်အတူရောရှိုးပြလိုက်တယ်။ခေါင်းလျှော်ပြလိုက်တယ်။မောင်ကြိုက်တယ်ဆိုတဲ့တရုတ်33ခေါင်းချော်ရေးမြများနေလေ။မျက်နာကိုမှုသိင်းနေအောင်လေဘင်းနဲ့နှရွက်လေးတွေမှုသိင်းအောင်မိတ်ကပ်ပပကို အနှံ့အပြားပုတ်လိန်လိုက်။ခတင်အောက်က တတဆွဲထုတ်လိုက်လက်တောင်တစ်ဖက်ဖက်ခလိုက်နိုင်ကြည့်လိုက်နဲ့လုံနေတဲ့မီတာကိုခရီးသွားနေတဲ့ကြိုင်လေးသာရှိရင်တော့တဖက်ကတင်ပေါ်ကနေအင်းဒုက္ခဒုက္ခလို့ညင်းညူပေးလိုက်မယ်ကြိုင်လေးလည်းလက်ဖြံလောက်တော့ပြန်ရောက်လိုက်မယ်ထင်တယ်ဒီတခါသုံးရက်သေးလို့ပြောသွားတာပဲခရီးဆောင်အိတ်သေးသေးလေးတွေကိုအင်းကြီးနှစ်စုံထဲ မိတ်ကပ်ပေါင်းလာနှခမ်းနေဘူးထဲသွားတိုက်စင်သဘုတ်တန်ထဲလိုအပ်တဲ့အခြားပစ္စည်းလေးတွေရောအားလုံးထည့်ပြီးအိတ်စစ်ကိုဆွဲပိတ်လိုက်တဲ့အချိန်မှာပဲအဆောင်အောက်ကနားရင်နေတဲ့ကာဟွန်းတန်ကိုမိတာကြရတယ်။တဆက်ထဲမှာပဲတတားရင်ဦးလေးလာပြီ။လာပြီလာပြီခဏလေးဦးလေးလာပြီတဲ့တကူလို့ငွေကြိုင်တင်ပြတ်နေတဲ့မိတာမှန်နေကိုနောက်ဆုံးအနေနဲ့သိလိုက်တယ်။ မိတ်ကပ်ပါပါနှခမ်းရဲရဲနဲ့16နှစ်အရွယ်မိမချောလေးတယောက်ကကြောက်စိမ့်နှဆွဲရှိရှိလေးကိုခါရမ်းပြီးမိတာကို ပြန်ကြည့်နေတယ်။မောင်ချစ်တဲ့တတဝင်းဆိုတဲ့ကောင်မလေးရဲ့လူတကာငေးကြည့်ရတဲ့အလှနောက်ပြီးတော့ဘလို့ပြောမလဲမိတာနဲ့မောင်ဘဝကို အစဉ်ပြေရှောမောစီမင်းအလှအဖိုးတန်အဆောင်အယောင်အပြင်နေတဲ့တကူလုံးစိမ့်မြနေတဲ့မိတာကို အဆောင်ရှိမှာရက်စကားပြောနေတဲ့လူတွေအကုန်လုံးကဝိုင်းကြည့်နေကြတယ်။အာကြတဲ့အကြည့်တွေမနာလိုတဲ့အကြည့်တွေဟဲဟဲအကြည့်ခံရတဲ့မိတာကြည်နူးလိုက်ပါမယ်လေ။ကားတကားကိုမိတာဆွဲဖွင့်ပြီးဝင်ထိုင်လိုက်တာနဲ့ကားလက်ကန်ရဲ့နောက်မှာခက်တီတီကြီးထိုင်နေတဲ့မိတာတို့အဆောင်ပိုင်ရှင်ကစပြီးမိတာတငယ်ချင်းတွေအထိအားလုံးချိန်ကြတဲ့ထိတ်ပြောင်ပြောင် ဗိုက်ရွှေရွှေအသားမဲမဲမိတာရဲ့ဦးလေးကကားကိုရှက်ရှင်ထွက်တယ်။မိတာကကုတ်ကုတ်ကလေးဦးလေးကြီးကိုကြောက်ရွံ့ရွံ့သေးတဲ့ပုံစံကအဖြစ်ကားကမညီမညာညင်းညီလန်းကလေးထဲမှာ တလိမ့်လိမ့်တလူလူလှုပ်ခါနေတယ်လို့မိတာရင်ထဲမှာလည်းထုံးစံအတိုင်းထိတ်ခနဲလှုပ်ခါရပြန်ပြီ။ညင်းညီလန်းအထွတ်ကားလမ်းမကြီးအရောက်ကားပြေဖို့စောင့်နေတဲ့နေရာမှာဟောဟိုမှာ ပြောမရတဲ့မိတာရဲ့မှာတစ်ပင်အကွဲမှာမိတာရင်တွေကို တစစ်စစ်နာလာစေတဲ့မောက်မူပိုင်အကြီးနဲ့ပြီးတော့မိတာသာ အတိတ်ပဲဖော်ရနိုင်တဲ့အတန်တိတ်နီးနဲ့မိတာကိုလွမ်းနေဥလိကြီးကို မုံနေတဲ့လေမောင်ရင်မောင်လိုတော့မမုံပေမဲ့မိတာမချစ်ပါဘူးဒါပေမဲ့မောင်ရင်မချစ်တော့လေမိတာအောင့်ကနမ်းမယ်ဝူကနေကားကွေပြီးလမ်းမကြီးပေါ်မှာ ညာကလေးတစင်းလိုပြေးနေတော့မှပဲမိတာရဲ့ဦးလေးဆိုသူကို အလှဆုံးအပြုံးနဲ့မိတာနှုတ်ဆက်လိုက်တယ်။ဏီကောင်းရဲ့လာကုတ်ကိုတကြာလှရဲ့လာရင်အမှတ်၁၂အင်းစိတ်ငြိမ်ရက်ကွက်ည10နာရီကိုကိုသွားမယ်နော်တက်တာမနက်9နာရီလောက်ရောက်မယ်ဟုတ်လားတက်တာစောင့်နေမှာပေါ့မိတာကို နှုတ်ဆက်တဲ့အနန်းနန်းနဲ့သူ့ပါးစပ်ကအယက်နဲ့မိတာပါမှာဆွဲထင်ကြံရတဲ့သူ့အခန်းထဲကထွက်သွားတဲ့အတန်တကားပြန်ပိတ်တန်ကားဆက်နှိုးတန်အားလုံးကိုမိတာညက်လုံးစုံမိတ်ထားရင်နားထောင်နေမိတယ်ခဏနေတော့အားလုံးဟာငြိမ်သက်တိတ်ဆိတ်သွားလိုက်တာပဝင်းချင်းအတန်ပလန်ဘာဆိုပါမှမကြားရလောက်အောင်ချက်ချလောက်အောင်ညှိလိုက်တဲ့ညာ။အော်ဒါဆိုစိတ်ငြိမ်ရက်ွက်ကို ဒီလိုစိတ်ငြိမ်စွာ နေရဖို့အတွက်ဘလောက်တန်ဖိုးကြီးပေးထားရတယ်မှတ်တလဲမိတာဘလောက်များနားလဲလို့လဲအဆောင်မှာတော့ဒီချိန်လောက်ဆို စုလို့ညံလို့ကောင်းတော့တခန်းနဲ့တခန်းကိုပြီးစကားစမီပြောလို့ကောင်းတော့လက်ဖက်သုံးစားလို့ကောင်းတော့အဆောင်ရှိညင်းနီလမ်းပေါ်မှာလဲဂစ်တာအဖွဲတွေနဲ့စီကားစုညံနေတော့ခုဒီမှာတော့မိတာတယောက်သေးရဲ့အခန်းတခန်းလုံးမှာ မျက်နှာချက်ပေါ်ကတဝီဝီလည်နေတဲ့ပန်ခါအတန်ကလွဲလို့တိတ်ဆိတ်ငြိမ်သက်နေသည် အားလုံးဟာမလုံမရှက်အခန်းတောင်ကရေခဲတစ်တာလေးကလည်းမလုံမရှက်အနာကစားစရာတောက်စရာတွေတင်ထားတဲ့စပွဲကလတ်ထိုင်းတစုံကလည်းမလုံမရှက်။နယံဘော်ကနှစ်ဟောင်းပြက်ကတိန်တဲကဇပန်မလှလှလေးကလည်းမလုံမရှက်။ ။အိုးကတင်ပေါ်မှာတက်ရှိဖြစ်တဲ့မိတာတော်မှာတကယ်ကိုမလှုံမရှက်။စပွဲပေါ်ကတရုပ်စာအထုပ်တွေကိုလည်းမိတာဖြေတောင်ကြည့်ကျင်နေစိတ်မရှိပါဘူး။အင်းရေအေးအေးလေးတစ်ခွက်လောက်တောက်ရရင်တော့ကောင်းမယ်။ရေတောက်ပြီးရင်မိတာဘာလုပ်ရမလဲ။အဲ့ချိန်စိတ်ကလည်းမရှိသေးဘူး။မိတာနဲ့ခင်မင်းနေပြီဖြစ်တဲ့တိုက်နေရန်ထူကြီးရဲ့ဟိုဘက်ရှမ်းတိုက်ကြီးပေါ်ကလူတွေနဲ့စကားသွားပြောရကောင်းမလား တော်ပါပြီမသွားတော့ပါဘူးဒီညတော့ကို့ဘာသာနေတာပဲကောင်းပါတယ်ဘာပဲပြောပြောသူတို့ကကို့ကိုဝတ်တရားအရသာဆက်ဆံတာလူမှုရေးကြောင့်သာဆက်ဆံတာတကယ်တော့မိတာကို သူတို့ဘာဆက်ဆံစရာရှိလို့လဲမိတာနဲ့သူတို့နဲ့တယောက်နဲ့တယောက်သိစရာဘာမှမလို့သူတို့ကသူတို့အရှိအနေနဲ့သူတို့မိတာတို့လိုချင်တဲ့အခန်းကိုငှားတယ်တနေ့ကို150ယူတယ် တိုက်ခန်းကတည်တံ့ယေရှုကံအိမ်သာတွဲလျက်အခန်းထဲမှာအိယာခန္ဓာပစ္စည်းပစ္စည်းရအပြည့်အစုံနဲ့ရေခဲတစ်တာရောပါလိုက်သည်မိဘတို့ခုပဲမပါတာမိဘကတော့လိုလဲမလိုပါဘူးလေမိတာတို့ချက်ပြုတ်မစားပါဘူးစားစရာအပြင်ကဝယ်လာလိုက်တာပဲဒီအခန်းကိုမိတာတို့အနေနဲ့ကလည်းယူပြောတယ်စိတ်ညင်ရက်ခွက်ထဲကအစွန်ဆုံးနဲ့အကျယ်ဆုံးရှန်တွေကတည်တံ့နေရ မိတာအတွက်လည်းကောင်းတယ်။နောက်ကြောင့်ရံမအေးတဲ့မိတာရဲ့ကိုကိုအတွက်လည်းကောင်းတယ်။မိတာတို့ကစနေတနင်္ဂနွေနှစ်ရက်နဲ့တောက်ကြညပိုင်းပဲသုံးတာ။တောက်ကြနေညနေလာတယ်။မိတာနဲ့ကိုးနိုင်ခွဲလောက်ထိနေပြီးဆယ်နိုင်ဆို သူကအိမ်ပြန်နေ။ဒီမှာဘယ်တော့မှညမအိပ်ဘူး။နောက်နေ့စနေနေ့မနက်9:00လောက်မှလာတယ်။တနေကုန်နေတယ် ပြီးတော့ည9နာရီလောက်အိမ်ပြန်တယ်။နောက်တနင်္ဂနွေနေ့မနက်လာတယ်။တနေ့ကုန်နေတယ်။ညနေ9နာရီလောက်ကြာမှအဆောင်ပိတ်ချိန်နဲ့အကိုက်မိတာကိုပြန်လိုက်ပို့တယ်။အဆောင်ကတော့တတဝင်းတရဥလေးအိမ်ကပြန်လာပြီပေါ့။ပတ်စံရှမ်းသာပြီးတူမကိုခယူးတဆိုင်ရှိလာတဲ့ဥလေးကို သူ့ကိုယ်တိုင်တေချာလာကြိုတေချာပြန်ပို့တာ။ မြင့်မှန်တဝွင့်ဝင်ခဝဝစဖင်ဖြူတပင်နှစ်ပင်စနဲ့အရွယ်ချင်းကလည်းတလောက်ပွာနေတာဘသူကများဥလေးဟုတ်ရဲ့လားလို့ရှောင်းလို့ရံတန်နေရဖြစ်မှာလေတရှိုးကအာကြရတဲ့ရီစားရှော်ရှော်လေးတယောက်နဲ့တတရနှစ်ကျောင်းသူ ရှော်ရှော်လေးတတဝင်းပေါ့အများနည်းတူဝတ်နိုင်စားနိုင် သုံးနိုင်ဖြုံးနိုင်တဲ့တတဝင်းပေါ့အော်မိတာရဲ့မောင်တော်မ တည်တက်ပြီးရတဲ့မိတာကိုတဆက်ကလေးရိမ့်မိလို့လားအပတ်စဉ်တောက်ကြစနေအပြင်ထွက်အိတ်တဲ့ဟီစာကို မောင်မတင်ကလို့စောင့်ကြည့်လေတောက်ကြနေညနေမောင်ပြန်မှုပြီးတနေရာကကြည့်ပေါ်မိတာရဲ့ဦးလေးလာခေါ်တယ်လေအပတ်စဉ်ဒီလိုပဲတနင်္ဂနွေညနေပြန်ပို့တယ်လေဒီလိုပဲဘာအထင်မှားစရာရှိလို့လဲဒါပေမဲ့ မောင်ကတော့မိတာကို မတင်ကစိတ်နဲ့စောင့်ကြည့်ရှာတာမဟုတ်ပါဘူးပဲနော်။ပကတိယူတာစိတ်နဲ့မိတာကိုငင်းနီလန်းအထွန်းတစ်ပင်ခွေကနေလူလုံးပြရတာမောလို့ခဏလေးပါမောင်ရဲ့ခဏလေးပါမိတာတို့အတွက်မဝေးတော့ပါဘူး။ကြိုးစရာကောင်းတဲ့အချိန်တွေရောက်လာတော့မှာပါ။မိတာမိုက်နေတာမဟုတ်ပါဘူးမောင်ရဲ့။ လော်လီဖောက်ပြတာလည်းမဟုတ်ရပါဘူးလောလောဆယ်မိတာចောင်းစရဲ့အတွက်မောင်နှဲမိတာရဲ့အနာဂတ်အတွက်မိတာအလုံးလုံးနေတာ စိတ်တန့်တန့်ရှင်းရှင်းနဲ့မိတာအလုံးလုံးနေတာ မိတာကတော့ရှင်းနေမှာပဲမိတာမောင်ကိုသိချစ်တယ်မောင်ကို ပိုင်ဆိုင်ခြင်းနဲ့ตายရတဲ့အိမ်အောင်လေးတစ်ခုကိုတိဆောက်ရှင်နေမိတာနဲ့မောင်နဲ့လက်ထပ်မဲဘာဖြစ်တလဲအသေးနှစ်အောင်ချစ်ရသူမို့မတန့်ချင်းတဲ့ခန္ဓာကိုယ်ကို မအဲ့ရပါဘူးဆိုတဲ့ဟိုရှိရှိတုန်းကခတ်တုံတုံအတွေးခေါ်ရင်းဒီခေတ်မှာ သွားစမ်းပါမိတာကတော့တိတ်မုန်းတာပဲ ခုဆိုမိတာပတ်စံတော်တော်ဆုံမိနေပြီမိတာကို သူကတလားတထောင်ပေးတယ်တပတ်တခါပဲတွေ့တယ်ဒါတော့သူကညအိတ်တာမဟုတ်ဘူးလေသူ့မှာကလည်းသူ့အကြောင်းနဲ့သူအိမ်ကမိမကြီးနဲ့တာသမီတွေမတိအောင်ကပြပြင်းကြီးနေတတ်ရသေးတာတိတ်အလုံးများတဲ့စီးပွားရေးသမားတယောက်အနေနဲ့ည9:00နာရီ10:00နာရီဆိုတာနောက်ကျနေကြလေဘာဖြစ်တယ်လဲတခြားအချိန်တွေ ဘာလုပ်နေနေ9နိုင်10နိုင်အိမ်ပြန်ရောက်ပြီးတာပဲမဟုတ်လားသူကလည်းသူ့တွက်ကိန်းနဲ့သူအဟုတ်မိတာကလည်းမိတာတွက်ကိန်းနဲ့ပေါ့သူ့စီကရတဲ့တလားတထောင်ကို မိတာရွှေရွှေတတာသုံးနေမကုံမဖြစ်တဲ့ကြောင်းစရိတ်ကလွဲရင် အစားအသောက်လည်းမိတာရွှေတာတယ်သူများတွေကတော့ဘယ်သိမလဲဝတ်လိုက်စားလိုက်တာလို့ရှိမှာပေါ့တကယ်တော့မိတာဝတ်တဲ့အဖိုးတန်ဝတ်စားတွေက သူကြီးစီကအပေါ်ပေါက်စုအဖြစ်ဝယ်ပေးထားတာလေသူ့သမီးအတွက်ဝယ်ရင်မိတာအတွက်ပါဝယ်လာတာမျိုးတွေပေါ့သူနဲ့ဆက်သွယ်မိတဲ့တနှစ်အတွင်းမှာမိတာ၄00တော့ရှိမိနေပြီနောက်တစ်နှစ်မိတာចောင်းပြီးထိဆိုရင်၈00လောက်တော့ရလိမ့်မယ်နဲ့တူရဲ့တော်ပြီလေចောင်းပြီးတာနဲ့မိတာမောင်နဲ့လက်ထက်မယ်အိမ်ခန်းလေးတစ်ခန်းငားမယ်နှစ်ယောက်အလုံးလုံးမယ်အင်းမိတာအိမ်ကို ထောက်ပံ့ခြင်းနဲ့ဆိုရင်တော့မိတာနဲ့မှ ရွှေတာရအောင်ပါဘောအဖေအမေတို့ကတော့မိတာကိုပြောမှာမဟုတ်ပါဘူးသူတို့မထောက်ပံ့နိုင်တာကို ကိုယ်စိတ်ကိုရှာပြီးတောင်းတတဲ့သမီးရဲ့လို့ပြန်ဖန်ပြီးကျေးဇူးတင်နေရှာမှာမိတာတို့အိမ်ကဆင်းရဲတယ်မောင်နှမလည်းများတယ်မိတာ၁၀တန်းအောင်တော့ အဖေရောအမေရောကြောင်ဆက်တက်စီခြင်းကြတယ်။ဒါပေမဲ့မူလရန်ကြောင့်အောင်အဖေလာကနဲ့အမေစီရောက်လာလေးနဲ့ကမိသားစုစားတော့ဖို့ရောအနိုင်နိုင်ရဲ့မိတာပဲကန့်ကောင်းလာလားကန့်ဆိုးလာလားမသိပါဘူးလေ။ရန်ကုန်မှာအတင်းအတင်းဆောင်လေတဲ့အဖေအကိုတယောက်ကမိတာကိုခေါ်ပြီးကြောင်ထားပေးတယ်။အဖေအကိုအိမ်ကရန်ကုန်မှာဆိုပေမဲ့မင်္ဂလာတော်ဆိုတော့မိတာကြောင်တက်ရမှာ ဝေးတယ်ဆိုပြီးအပြင်ဆောင်မှာထားပေးပြီးကြောင်းတက်ခိုင်းနေကန်ဆိုးကျင်တော့မိတာဒုတိယနှစ်ဖြီတော့မှာအကို့အဖေမိတာဗာကြီးခမရုတ်တရက်ကားတိုင်းမှုနဲ့ဆုံးနေမိတာဘလို့လို့ဆက်နေတင်တော်မလဲမိတာကိုဘသူကထားပေးတော်မလဲနှစ်နှစ်ပဲလူတော်မှာဖြစ်ရတဲ့အဖြစ်ကိုမိတာဝမ်းနေရင်ဆက်နေဖို့လမ်းစာကိုမိတာရှာဖွေမိတယ်အင်းတခါတလေတော့လေတွေးမိတယ်မောင်ရင် အဲ့ဒီအချိန်မှာကြိုင်လေးနဲ့မတွေ့ပဲမောင်နဲ့တွေ့ခဲ့မိရင်မိတာဘဝတမျိုးတမျိုးဖြစ်ခြင်းဖြစ်မှာလို့ဒါပေမဲ့မဖြစ်နိုင်ပါဘူးလေမောင်ဟာလည်းမရှိမရှာမိဘကတက်စီချင်လို့လို့ထားပေးတဲ့ចောင်းသားတယောက်ပဲဥစ္စာ မောင်လည်းမိတာပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ပါဘူးကြိုင်လေးကခိုင်စပယ်ဆောင်မှာမိတာနဲ့ကတင်ချင်းကလျက်နေတာ သူတို့ရောမှာ အလုံးလုံးတယ်လို့ပဲတဆောင်လုံးကသိထားတာမနက်ဆိုရိုးရိုးလေးပဲရှင်းလေးနဲ့ထွက်သွားတာပဲညနေရုံစင်းချိန်ပြန်လာပေါ့အေးအေးစစ်စစ်ဘဲမှလည်းမသွားတတ်ဘူးဒါပေမဲ့သူ့ယုံက အလုံးဆိုပြီးတလတခါလေးငါရက်တပတ်ခရီးတော့သူ့ထွက်တယ်တကယ်တော့အဲ့ဒီခရီးဟာသူ့အလုံးလုံးဖို့ထွက်သွားတာတယောက်ဒါမှမဟုတ်တစုနဲ့သူ့လိုက်သွားတာ တထောင်ကနေ2000 3000ထိရတယ်။ကြိုင်လေးအကြောင်းကိုဘယ်သူမှမသိဘူး။မိတာကိုတော့သူသိခင်နေ။မိတာအားလုံးကိုလက်လျှော့ပြီးငိုကြီးရှမနဲ့အိမ်ကိုအပီးပြန်မှုပစ္စည်းသိမ်းနေတော့မှပဲ။ကြိုင်လေးကမိတာကိုတနာပြီးဒီအကြောင်းတွေကို ဖွင့်ပြောခဲ့တယ်။မိတာကို အကြံဉာဏ်ပေးခဲ့တယ်။မိတာဟာရှောတယ်တက္ကသိုလ်ကျောင်းသူအဆင့်တန်းရှိရှိ တိတ်တိတ်ဆိတ်ဆိတ်နဲ့ဘသူမှလည်းသိစရာမလိုဘူးတဲ့ ပြီးတော့တသက်လုံးမှမဟုတ်တာနှစ်နှစ်သေးလေးနှစ်နှစ်သေးမိတာဘာဖြစ်သွားမှမလို့မိတာလှလှပပဝစားပြီးကြောင်းဆက်နေနိုင်မယ်အဖေတို့အမေတို့မိတာတို့လိုချင်တဲ့ဖွေရမယ်မိတာ ခေါင်းတဆန့်ညှိလိုက်တာနဲ့အားလုံးဟာအဆင်ပြေသွားတယ်မောင်ရဲ့တတရနှစ်နှစ်လေမှာမောင်နဲ့မိတာ တွေ့ခဲ့ကြတာနော်ရှစ်မီတာမီတာဘာတက်နိုင်ပါလဲကွယ်မီတာမောင်းကိုမရှိသင့်ဘူးလို့မီတာမတွေ့ခဲ့မိပါမီတာအလုံးလောက်တာပဲမောင်းရဲ့တခါတလေစိတ်မကောင်းဖြစ်ရတာတော့ရှိတာပေါ့မောင်းရဲ့အထူးသဖြင့်တောက်ကြနေညညနေမောင်းပြန်ခံနေအချိန်တွေပေါ့မီတာဘလို့ထိမ့်ပေမဲ့အဆောင်ပေါ်ရောက်တာနဲ့ငိုရောတော်ပါမီမောင်ရဲ့မိတာမစင်စားကျင်တော့ဘူးတယောက်တည်းအထီးကျန်နေရမှာ မောင်ကိုပို့တတိရတယ်။စနေတနင်္ဂနွေနှစ်ရက်လုံးတယောက်ထဲတိတ်ရောက်လာမိကြရဆိုတဲ့မောင်အတန်ကရှင်ထဲမှာပဲ့တင်ထနေသလိုပဲ။တော်ပါတော့မောင်ရဲ့မိတာအိပ်ပြစီတော့မိတာအရှင်နေပြီ။မိတာလေးဟိုလူကြီးဝယ်လာတဲ့ချောကလက်နှစ်ခု မိတာမစားပဲမောင်အတွက်တိတ်တိတ်လေးသိမ်းထားတယ်။မဝေးတော့ပါဘူးမောင်ရဲ့။တနှစ်ဆိုတာခဏလေးရဲ့။တနင်္လာနေ့မနေ့အဆောင်ရှိကနေမိတာကို မောင်ဆက်ဆက်လာစောင့်တော့တည်လာ။အဆုံးထိလားဆင်ပေးကြတော့စဖတ်သူပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါပြီရှင်။